်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝါတအောင်မွန်လူငယ်များကစစ်တပ်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝစန့်ကျင်ကန့်ကွက်မှုကြီးညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရာဇဝတ်မှုများကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကော်မရှင်ကနိုင်ငံတော်တည်ငြိမ်ရေးအကြောင်းပြကဒီဇင်ဘာလ28ရက်နေ့တွင်အတူရောင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုကိုလုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ဝတအောင်မွန်လူငယ်များကပူးပေါင်း၍ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။စစ်တပ်ကတမိုင်းတလျှောက်ပြုလုပ်ခဲ့သောရွေးကောက်ပွဲတိုင်းသည်၎င်းတို့၏အာဏာတည်မြဲရေးနှင့်တရားဝင်ဖြစ်အောင်ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်တိုင်းသားအင်အားစုများအခြေချချောင်းစီလုံးညီညွတ်မှုပြပြစေရေးတွေးခွဲရေးနှင့်နိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်စားကာတရားဝင်ရရှိရေးအတွက်သာရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း အကြံဖက်စစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲသည်၎င်းတို့ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများအားလုံးရှောင်ရှားရန်နှင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းရန်ရည်ရွယ်ထားပြီးမိမိတို့လိုလားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့လုံးဝဆန့်ကျင်နေသောကြောင့်မွန်ခမအုပ်စုဘဝတအောင်မွန်လူငယ်များအနေဖြင့်လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်းလူငယ်အဖွဲ့များကကြေညာပါတယ် ထို့ကြောင့်ပြည်တွင်းပြည်ပရှိနိုင်ငံရေးပါတီများတိုင်းသာလနဲ့ကိုင်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးသမားများအလုံးအကြံဖက်စစ်ကော်မရှင်ကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲကိုဝင်းရံခြင်းပါဝင်ခြင်းမပြုလုပ်ကြရနှင့်ထို့သောမဟုတ်ပေဝင်းရံပါဝင်ပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်းထားသည့်ပြည်သူ့တော်လှန်ရေးဤဟီမန်ချက်နှင့်စစ်မှန်သော Federal Democracy ပြည်တော်စုတည်ဆောက်ရေးမျှော်မှန်းချက်ကိုစန့်ကျင်ရာရောက်ကြောင်းလည်းလူငယ်ဖွဲ့များကသတိပေးထားပါသည် ်ထို့ပြင်တရုတ်အစိုးရပါဝင်နိုင်ငံတကာအစိုးရများနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်ပနိုင်ငံမှအိန္ဒိချင်းရှင်နီမြုံနံသူအလုံးသည်အကြံဖက်စစ်ကော်မရှင်မှကျင်းပမဲ့ရွေးကောက်ပွဲအားမိပညာအရပံ့ပိုးကူညီခြင်းစောင့်ကြည့်လေ့လာခြင်းပူးပေါင်းပါဝင်ခြင်းအတိမတ်ပြုခြင်းအပါအဝင်အခြားသောနိုင်ငံရေးစီးပွားရေးတန်ထမတ်ရေးအရာပံ့ပိုးဆောင်ရွက်မှုများမလုပ်ဆောင်ကြရန်လဲဝါတအောင်မော်လူငယ်များကတိုက်တွန်းထားပါတယ်။နိုင်ငံတကာအနေဖြင့်အကြံဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ပြည်သူလှုပ်ရှားမှုများပြည်သူကို ကိုစားပြုသည့်တော်လှန်ရေးအစုအဖွဲ့များကိုအတိမတ်ပြုပြီးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပေးရန်တောင်းဆိုကြောင်းထုတ်ပြန်ချက်တွင်ပါရှိပါသည်။ထို့ပြင်အတိတ်သမိုင်းကိုသင်ခန်းစာယူကာလက်ရှိတော်လှန်ရေးအင်အားစုများအကောင့်ထဲပေါ်ဆောင်ရွက်နေသည့်ပြည်내အကောင့်ရေးမှပြည်ထောင်စုအကောင့်ရေး Fordon at Federalism ရှင်းကမှုအခြေခံမှုကိုလက်ကင်ထားပြီးကိုပိုင်ပြထန်းခွင့်အပြည့်အဝရှိသည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးရှိမှန်းချက်အောက်တွင်ဝါတအောင်မွန်လူငယ်များစီလုံးညီညွတ်က အကြံဖတ်စစ်တပ်အာဏာသက်ဆိုးရှေ့စဉ်ဤညီတိလုတ်ရက်မျိုးကိုမဆိုစန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းလူငယ်အဖွဲ့များကကတိပြုထားပါတယ်။ဆက်လက်ပြီး AAC ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုဘုံကျဲပြီးတပုံမှန်သမျှအပြတ်ချအမြင့်ဖြုတ်ရမည်ဟုကြံဖို့ပါတီနေပြီးတော့နေမည်ဥက္ကဋ္ဌအမလောင်ဘူးလက်လှဆွေကြွေးကြော်ရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အာရကတက်တော် AAE COC ချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုဘုံကျဲပြီး တပုံမှန်သမျှအပြတ်ချအမြင့်ဖြုတ်ရမည်ဖြစ်ကြောင်းကျန်းဖို့ပါတီ၏နေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်ဘူးလတ်လဆွေကကြွေးကြော်ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတက်ဆင်ထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငင်းချမ်းရေးဆွေးနွေးရမည်အချိန်မဟုတ်တော့ဘဲအပြတ်ချရမည်အချိန်ဖြစ်ကြောင်းတပုံမှန်သမျှအမြင့်ဖြုတ်ရတော့မည်ဖြစ်ကြောင်းငင်းချမ်းရေးစကားပြောဆိုခဲ့သည့်မှာများနေပြီဖြစ်ကြောင်းလှဆွေကထို့သို့ပြောဆိုသွားခြင်းဖြစ်ပါတယ်။ကျွန်တော်ကဦးလာဆွေဘူးလတ်လဆွေလို့လည်းခေါ်တယ်။ကျွန်တော်က KIA မင်းတို့ ရွှေလက်နဲ့ခေါ်တော့လာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်ရမလားလို့လွတ်တော်မှာမေးခွန်းမေးခဲ့တဲ့ကောင်ကျွန်တော်ကလိုင်စာကိုပုံချဲဖို့လေကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘယ်တဘုံမှမဆွေးနွေးဘူးငြိမ်းချမ်းရေးဆွေးနွေးပွဲကျွန်တော်မထင်နေကျွန်တော်ဘယ်တော့မှမဆွေးနွေးဘူးစကားပြောတာများနေပြီများနေပြီအပြက်ချမင်းကျွန်တော်အမာလိုင်းအမာလိုင်းနဲ့မှပဲပါတယ်ကျွန်တော်ကအပြော်လိုက်မဟုတ်ဘူးအီယောအီယောနဲ့ငဖဲတိုးတိုးမဲ့အထဲမှာကျွန်တော်မပါဘူးအပြက်ချမဲ့အဖွဲထဲမှာပါတယ်လာမဲ့အေးအေးတဲ့ပုံ ထိုးမြတ်နိုင်ပင်နာမှရှိမလဲရှိတဲ့နေရာဘုံကျဲမယ်အပြက်ချမယ်အမြင့်ဖြုံမယ်ဒါပဲလာမဆွေးနွေးနေဆွေးနွေးမဲ့အထဲမှာကျွန်တော်မပါဘူးဟုဘူလက်လက်ဆွေကပြောဆိုပါတယ်ဘူလက်လက်ဆွေသည်ချက်ဖွဲ့ပါတီ၏ဗဟိုကော်မတီဝင်ဖြစ်ပြီးနေပြည်တော်ကောင်စီနေမီဥက္ကဋ္ဌဖြစ်ကပုပ်ပတီတီမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားသူလည်းဖြစ်ပါတယ်ရှင်ပြင်းနေပြီးတော့စေယုံကလည်းရခိုင်ပြည်နှင့်ပလောဝမြို့နယ်အတွင်တည်ရှိနေနိုင်သည့်ဘိုးချုပ်ထွန်းမြတ်နိုင်ဤတီနီယာနှင့် အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်ခဲ့သောရခိုင်စစ်ရေးဒေသဆိုင်ရာအစည်းအဝေးတွင်ညွှန်ကြားခဲ့ကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်ထံမှသိရပါတယ်။ဆက်လက်ပြီးအေယာဝတီတိုင်းတွင်စစ်ကော်မရှင်ဝင်ကြီးတွေရွေးကောက်ပွဲပြိုင်နှီးအတွက်ဝန်ထမ်းများနဲ့လုပ်ငန်းရှင်များကိုမဲပေးရန်ဖိအားပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ဝင်ကြီးအချို့နှင့် တိုင်းဝန်ကြီးချုပ်တို့သည်အေယာဝတီတိုင်းမှဝင်ရောက်ရှင်ပြိုင်မည်ဖြစ်သည့်အတွက်အစိုးရဝန်တန်းနှင့်လုပ်ငန်းရှင်များအနေဖြင့်မဲပေးရန်ဖိအားပေးမှုများရှိနေကြောင်းသိရပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကပသိမ်မြို့သို့စစ်ကော်မရှင်ဤပြည်တော်စုဝင်ကြီး2ဦးရောက်ရှိလာပြီးချန်ခိုင်ရေးပါတီဝစ်စုံဝက်ခါတဆိုင်ရာဌာနဆိုင်ရာများသို့တွားရောက်ခါမဲပေးရန်ဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်ပါသည်။သူတို့နဲ့ပတ်သက်တဲ့ဌာနတွေနဲ့လုပ်ငန်းရှင်တွေကိုမဲထည့်ခိုင်းနေတော့ တရားမျှတတဲ့ရွေးကောက်ပွဲဘယ်လိုဖြစ်မှာလဲဟုပသိမ်မျိုးမှနိုင်ငံရေးလှစ်လာသူတအုပ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမြင့်ကျိုင်းစီးပွားရေးနဲ့ကုသရေးဝန်ရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးချစ်စွေတို့အေယာဝတီတိုင်းအတွင်းမှအမျိုးသားလွှတ်တော်နေရာများတွင်ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ပါရယ်ထို့ပြင်အေယာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်သည်ရေကြီးမြို့နယ်တိုင်းလွတ်တော်တွင်ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည် စစ်ကောင်မရှင်သည်ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းဖြင့်ကျင်းပမည်ဖြစ်ပြီးလာမယ့်ဒီဇင်ဘာလတွင်ပြုလုပ်မယ့်အပိုင်း၁တွင်အေယာဝတီတိုင်းမှရှစ်မြို့နယ်ပါဝင်ပါသည်။ဆက်လက်ပြီး KNU တပ်မဟာတေဥက္ကဋ္ဌသတင်းဌာနနှင့် PDF များအပါအဝင်လူပုဂ္ဂိုလ်များကိုရွေးကောက်ပွဲဥပဒေဖြင့်စစ်ကောင်မရှင်အမှုဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။အနာသိစစ်ကော်မရှင်က၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနှောက်ယှက်သည်ဟုဆိုကာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတပ်တထုံခ ဒုသထုခရိုင်ဥက္ကဋ္ဌသတင်းဌာနတစ်ခုနှင့် PDF တပ်ဖွဲ့အပါအဝင်လူပုဂ္ဂိုလ်များကိုရွေးကောက်ပွဲဥပဒေဖြင့်ထပ်မံအမှုဖွင့်လိုက်ကြောင်းသိရပါသည်။ KNU ကမကြာမီပြုလုပ်မဲ့စစ်ကော်မရှင်၏ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားရန်ကြေညာသဖြင့်စစ်ကော်မရှင်က KNU တပ်မဟာတင်းတထုံခရိုင်ဥက္ကဋ္ဌပရိုစောမြင့်ဟုနာမည်မှာဖော်ပြ၍၎င်းအပါအဝင်22ဦးကိုရွေးကောက်ပွဲဥပဒေပုံမှ23ခါခွေဖြင့်အမှုဖွင့်ထားကြောင်းထုတ်ပြန်ပြောဆိုပါသည်။ရှင်တို့ကိုတထုံမြို့နယ်တိန်စိတ်နယ်မြေရဲစခန်း၌၎င်း AAMIJ ညူသတင်းဌာနတာဝန်ရှိသူများအားအလုံးမျိုးမှရဲစခန်းပါဆောင်၌၎င်းရန်ကုန်တိုင်း၃ကွမရန်ကုန်မြို့နှင့်မွန်ပြည်နယ်ချောင်းစုံမြို့နှင့်ပြည်သူတို့ကို၎င်းအသီးသီးအမှုဖွင့်တိုင်ကြားထားကြောင်းသိရပါသည်။ထို့ပြင်မကွေးတိုင်းဆလင်းမြို့နယ်ပေါင်းနာရက်ကွက်နီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲမှအဖွဲ့ဝင်တအုပ်ကိုလည်း PDF များကဖမ်းဆီးသွားသည်ဟုဆိုကာစင်ပြူကျွန်းနယ်မြေရဲစခန်း၌အဆိုပါ PDF တပ်ဖွဲ့ဟာရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ထံကသိရပါသည်။ အလားတူပြီးခဲ့တဲ့စက်တင်ဘာလကလည်း KNU ဥက္ကဋ္ဌပါဝင်73ဦး CNF အပါဝင်ချင်းပြည်ချင်းလန်အစိုးရအဖွဲ့ဝင်18ဦး AA တပ်ဖွဲ့နှင့်တော်လှန်ရေးအင်အားစုများအပြင် ပြည်သူများအားရွေးကောက်ပွဲဥပဒေများဖြင့်အမှုဖွင့်ထားပါတယ်စစ်ကော်မရှင်သည်ယခုလာမယ့်ဒီဇင်ဘာလတွင်၎င်းတို့ပြုလုပ်မယ့်ရွေးကောက်ပွဲကိုပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများကလက်မခံသဖြင့်ကာကွယ်သွားရန်ရွေးကောက်ပွဲဥပဒေကိုဇူလိုင်29ရက်၌ပြဋ္ဌာန်းထားခြင်းဖြစ်ပြီးအမှုပညာရှင်များပါဖမ်းဆီးအမှုဖွင့်လျက်ရှိကြောင်းသိရပါတယ် ဆက်လက်ပြီးဆလင်းနှင့်တာယာဝတီမြို့နယ်တွင်စစ်မှုထမ်းအပတ်စဉ်ဆက်ကိုအတွက်လူငယ်30ဒီပါကိုစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းဆလင်းမြို့ပေါ်ရက်ကွက်များနှင့်ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကဝိုင်းရောက်စီးနှင်ပြီးလူငယ်25ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။ဆလင်းမျိုးပေါ်ရက်ကွက်များနဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်25ဦးကိုအာရမပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ်ထိုအကြမ်းဖက်စစ်သားများပေါ်တာဆွဲဖမ်းဆီးခဲ့သောလူငယ်25ဦးသည်အသက်အရွယ်20ကျော်မှအသက်35နှစ်အရွယ်အတွင်းရှိလူငယ်များဖြစ်ကြောင်းထိုသို့ပေါ်တာဆွဲဖမ်းဆီးသွားသူများထဲမှ16ဦးကိုစစ်တင်နံကျောင်းသို့ပို့ဆောင်လိုက်ကြောင်းသိရပါသည်။ကျန်လူငယ်9ဦးကိုအကြမ်းဖက်စစ်သားများကမိသားစုထံအကြောင်းကြားပြီးငွေကျပ်300ဖြင့်ပြန်လည်ရွေးထုတ်ခိုင်းသောကြောင်းမိသားစုများကလာရောက်ရွေးယူသွားကြောင်းသိရပါသည်။စစ်ခွေးရီပေါ်တာဆွဲဖမ်းဆီးတာကတော့လူငယ်25ဦးရှိတယ်။မျိုးပေါ်ဆိုရင်လမ်းထဲအထိပေါ်တာဝင်ဆွဲတယ်။ စလင်းမျိုးနယ်ဆိုရင်ကြေးဝါဒဲကိုဝင်ရောက်ပြီးလူငယ်တွေနေထိုင်တဲ့အိမ်တွေပေါ်အထိတက်ဆွဲတဲ့စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်25ဦးတွေကလူငယ်ကိုဦးကိုတယောက်သိန်းတရာအထိပေးပြီးပြန်ရွေးရတယ်လို့ကြားတယ်။ကျန်တဲ့သူတွေကိုစစ်တင်တန်းချောင်းကိုပို့လိုက်တယ်လို့သိရတယ်ဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။အလားတူပဲခူးတိုင်းတာယာဝတီမြို့နယ်30မြို့နယ်တွေလည်းအကြမ်းဖက်စစ်တပ်ကဆန်ဆက်မှပြန်လာသည့်လူငယ်နှစ်ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ9ရက်နေ့ညနေ6:00နာရီခန့်အချိန်30မြို့အနောက်ရေတွင်ကုန်ချေးပါတွင်ကိုအကြံဖက်စစ်တပ်ကဖွင့်ရောက်စီးနေပြီးစံစက်မအလုံစင်းပြီးပြန်လာသည့်လူငယ်နှုတ်ကိုစစ်သားများကပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါသည်ထို့သောဖန်စီခံရသောလူငယ်နှစ်ဦးသည်ဝင်ဝင်နေအခြေခံလူလန်းစားများဖြစ်ပြီးအနောက်ရေတွင်ကုန်းရွာမှမောင်ဖိုးချင်းနှင့်အငယ်လေးဆိုသူတို့ဖြစ်ကြောင်းသိရပါသည်30မြို့အနောက်ရေတွင်ကုန်းချေးရွာမှဆန်းဆက်ဆင်းပြီးပြန်လာတဲ့လူငယ်နှစ်ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲဖန်စီသွားတော့ ဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးကတော့တနည်းလုံးမှတနည်းစားရတဲ့အခြေခံလူဒန်းစားတွေပါဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်19ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီးနိုင်ငံတော်အတွင်းလူငယ်များကိုအကြမ်းဖက်ပေါ်တာဆွဲဖမ်းဆီးမှုများထောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေကြောင်းစုံစမ်းသိရှိရပါတယ်။